မဟာရွှေသိန်းတော်ဖျားဟာမန္တလေးတိုင်းဒေသကြီးကျောက်ဆဲခရိုင်ကျောက်ဆဲမြို့ရဲ့မြောက်ဘက်နှမိုင်ခန့်အကွာတေတောင်းကြီးရွာနီးမှာတည်ရှိပါတယ်။မန္တလေးကျောက်ဆဲကားလန်းနဲ့ရန်ကုန်မန္တလေးမြစ်ရထားလန်းပြီးမှတည်ရှိပြီးတစ္ဆာဒိတ်ထန်ပြုစုတောင်းကြတဲ့ဖျားဘူးပြည်သူများဖြင့်အမြဲစီကားလျက်ရှိပါတယ်။ဖျားရဲ့တမိုင်းကတော့ပကန်းခေတ်ကလေးကအနောယထာမင်းတည်ထားကိုးကွယ်ခဲ့ပြီးပကန်းကိုဗုဒ္ဓသာသနာတည်ဆောင်ခဲ့သူရှင်အရဟံမှတိမ်သမုတ်တော်မူခဲ့တာဖြစ်ပေမဲ့မြည်သည့်နေ့ရက်ကတည်ထားခဲ့ကြောင်းတမ ိုင်းကြောက်စားတိုင်းမှာပြက်ကွဲသွားလို့တီးခဲ့တဲ့ရက်စွဲကိုတော့အတိအကျမသိနိုင်တော့ပါဘူးရှင်။ဖျားနီးမှာပကန်းခင်စစ်တီတော်များစခန်းချခဲ့ရနေရာများကိုယနေ့ထိမူလလျင်ရများမပြည့်စည်သေးပဲတွေ့နိုင်သေးတယ်လို့သိရပါဗျ။အရှိဘက်သို့မျက်နှာမူ၍မုတ်တခုတည်းသာရှိတဲ့ဇေဒီတော်ဖြစ်ပြီးမုတ်ထဲတွင်စူတောင်းပြေရွှေသိန်းတော်မြတ်စွာဘုရားကိန်းဝတ်ဆံပေတော်မူပါဗျ။ဖျားကြီးတီရှိရာတင်တောင်းကြီးရွာမှာအနောယထာမင်းကြီးတီထောင်သွားပြီးလယ်ရင်းစက်တခရိုင်မှာတခရိုင်အပါအဝင်ဖ ဖြစ်ခဲ့တဲ့ရွာတစ်ခုဖြစ်ခါရွှေသိန်းတော်မြတ်စွာဘုရားနဲ့တွဲလျက်ခွဲမရသောရွာဖြစ်ပါတယ်။လယ်ရင်းဆက်တဲ့ခရိုင်မှာပင်လယ်မြေမနာမြစ်သားမြင်းခုန်တိုင်းရမုံပနံမက